လမိုင်းရှာမဲကိုကျော်ပြီးတော့ volunteer ရရှိသွားတဲ့ဒံဘီလီဒနင်္လာနေ့ကကျင်းပခဲ့တဲ့2025ခုနှစ်အတွက် volunteer စုပေးပွဲမှာတော့ PSG တိုင်းစစ်မှု Usman Dembele က Barcelona အသင်းကလူငယ်ချေဝင်ဖြစ်တဲ့လမိုင်းရမဲကိုကျော်တက်ပြီးတော့ဆူရသွားခဲ့ပါတယ်။ Dembele ကပြီးခဲ့တဲ့2024-2025ရာသီမှာပြိုင်ပွဲစုံ33ဂိုးသွင်းယူခဲ့ပြီးတော့73ဂိုးဖန်တီးပေးခဲ့ကသွင်းဂိုးပါဝင်ပတ်သက်မှုစုစုပေါင်း46ချိန်ပြုလုပ်နိုင်ခဲ့ပါတယ်။ Super La အောင်မြင်မှုကိုကြည့်မယ်ဆို ွင်လဲလီဂူဝမ်ဖလားပြင်သစ်ဖလားနဲ့ချန်ပီယံလိဖလားတို့ကိုစုခူးခဲ့ပြီးတော့အောင်မြင်မှုအပြည့်အဝရခဲ့ပါတယ်အဲ့ဒီတွင်ကိုပါဝင်ပတ်သက်မှုတွေက33ကြိမ်ဟာဇန်နဝါရီတရက်ကနေရာသီကုန်အတွင်းမှဖြစ်ပြီးတော့ဂျန်ဘီလီကဒုတိယရာသီဝက်မှာအာအသင်းစရာကောင်းတဲ့ခြေစွမ်းတွေကိုပြသခဲ့တာဖြစ်ပါတယ်။ဖလားသုံးလုံးရှင် PSG နီးပြား Louis Andres ကတော့ Johan Cruyff ကိုရရှိခဲ့ပြီးတော့ Robert Champion တွေအတွက်ပျော်ရွှင်စရာညတညဖြစ်ခဲ့ပါတယ်။ ဖျက်ကြီးအသင်းကကမ္ဘာအကောင်ဆုံးကလပ်အသင်းဖြစ်လဲသတ်မှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ Andres ကမာစီအသင်းနဲ့ League 1ပွဲစဉ်ကစားစရာရှိတာကြောင့်စူပေပွဲကိုတက်ရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ပြီးခဲ့တဲ့ရာသီအစကတည်းကဘာစီလိုနာအသင်းအတွက်ပြိုင်ပွဲဆုံမှာ 90သွင်းယူပြီးတော့23ကိုဖန်တီးပေးခဲ့တဲ့ရှာမေကတော့စုရွေးချယ်မှုမှာဒုတိယနေရာသာရရှိခဲ့ပါတယ်။ရှာမေက2024-2025ရာသီမှာစပိန်အထွတ်ခုနှစ်ပွဲကစားပေးခဲ့ပြီးတော့3ကိုသွင်းယူခဲ့ပါတယ်။ရှာမေရဲ့အနောက်မှာတော့ဒမ်ဘီလီရဲ့အသင်းဖော်ဗီဒညာကတတိယလီဗာပူးအသင်းကမိုဟာမက်ဆာလာစတိုထားနဲ့ဘာစီလိုနာကရာဖင်ညာကပြင်စမနေရာတွေမှာရပ်တည်ခဲ့ပါတယ်။ PSG ကနောက်ထပ်ကစားသမားနှစ်ဦးဖြစ်တဲ့ ်အက်ရှရက်ဟန်ကီမီနဲ့နူနိုမန်ဒန်စတိုကတော့ထိတ်ဆုံးဆယ်နေရာမှာပါဝင်ခဲ့ကြပါတယ်။ BSC အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ်ကီလီယန်အမ်ဘာပေကတော့တတ်တမဂျန်လူကီဒိုနာရမာကနဝမနေရာတွေမှာယက်တီခဲ့ပြီးတော့ချက်စီအသင်းကဂိုးပေါ်မှာကတော့အထမနေရာမှာယက်တီခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဘာစီလိုနာအမျိုးသမီးခြေဖွင့်ဘွန်မာဒီယာသုံးချိန်မြောက် volunteer စုကိုရရှိခဲ့တဲ့ပထမဆုံးအမျိုးသမီးဖြစ်လာခဲ့ပြီးစုကိုသုံးနှစ်ဆက်တိုက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။အသက်29နှစ်အရွယ်ဘွန်မာဒီယာဘာစီလိုနာရဲ့နောက်ထပ်အမှတ်ပေးဖလားအောင်ပွဲမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့သလိုစပိန်အသင်းကို2025ယူရိုမှာ ဘောလုံးပွဲအထိဦးဆောင်နိုင်ခဲ့ပါတယ်အဲဒီအတွက်ဘွန်တီမှာစုကို၃နှစ်ဆက်တိုက်စုခူးခဲ့တဲ့လီယိုနယ်မက်ဆီနဲ့မိုက်ကယ်ပလာတီနီတို့နဲ့လည်းစံချိန်ထူညီသွားခဲ့ပါတယ် ပေါ်မာဒီယာအာဆနယ်အသင်းကမာရီယိုနာကန်ဒန်ဒေးနဲ့အယ်လီရှာရူဆိုရိုကိုကျော်ဖြတ်ပြီးတော့ပထမနေရာရည်တည်ခဲ့တာဖြစ်ပါတယ်။ Volunteer နှစ်ကြိမ်ရဖို့တဲ့ Alexia Putellas က Stoughter နဲ့2025ယူရိုမှာအင်္ဂလန်ကိုဖလားယူပေးခဲ့တဲ့ Chelsea က Chloe Carrier ပြင်ဆင်နေရာတွေရရှိခဲ့တာဖြစ်ပါတယ်။ ။လမိုင်းရမေကတော့စုကြီးရီရာတစ်ခုကိုရရှိခဲ့ပါတယ်။ရှာမေကခိုပါစုကိုနှစ်နှစ်စတိုက်စုခိုးနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။လူငယ်ကစားသမားလေးဖြစ်ပါတယ်။ PSG ကဒေးစီယာချိုဝီနဲ့ဂျာအိုနီဗက်စတိုကိုချော်ဖြတ်ပြီးတော့စုကိုရရှိခဲ့ပြီးတဲ့နောက်မှာတော့ရှာမေကဒီမှာရှိနေခွင့်ရတာဂုဏ်ယူပါတယ်ကျွန်တော်ရဲ့ကလပ်အသင်းဘာစီလိုနာကိုလည်းကျေးဇူးတင်ချင်ပါတယ်ပြီးတော့လေရွေးစင်အသင်းကိုလည်းကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့သူတို့သာမရှိရင်ကျွန်တော်ဒီနေရာကိုရောက်လာမှာမဟုတ်ပါဘူးဆိုပြီးတော့ကျေးဇူးတင်စကားပြောဆိုခဲ့တာဖြစ်ပါတယ် Manchester City အသင်းရဲ့ဂိုးသမားတဲ့ Donnarumma ကတော့ အမျိုးသားရာရှင်စုကိုရရှိခဲ့ပြီးတော့ပြီးခဲ့တဲ့ရာသီက PSG အသင်းရဲ့အောင်မြင်မှုမှာအရေးပါတဲ့အခန်းကဏ္ဍအနေပါဝင်ခဲ့ပါတယ်။အီတလီသားကချန်ပီယံလိမှာလက်စွမ်းပြခဲ့ပြီးတော့15ပွဲမှာ14ဂိုးသာပေးခဲ့ရပြီးတော့ clean sheet 6ပွဲရရှိခဲ့ပါတယ်။ Benedict အဆုံးဖြတ်ခံယူတဲ့အချိန်မှာအင်္ဂလန်ကိုအမျိုးသမီးယူရိုဖလားရရှိအောင်ကူညီပေးခဲ့တဲ့ Chelsea အသင်းကဂိုးသမား Hannah Hampton ကတော့အမျိုးသမီးရာရှင်စုကိုစုခုခဲ့ပါတယ်။ Chelsea ဂိုးသမား Hampton က2025ယူရိုမှာရင်ဆိုင်ခဲ့ရ တဲ့ penalty တွေက29ရာခိုင်နှုန်းကိုပဲဂိုးပေးခဲ့ရပြီးတော့ဒါဟာအမျိုးသမီးကမ္ဘာဖလားဒါမှမဟုတ်အမျိုးသမီးယူရိုမှာအနည်းဆုံးဆန့်ကျင်လဲဖြစ်ပါတယ်။အမျိုးသမီးထိပ်တန်းနီးပြားစုကိုတော့အင်္ဂလန်နီးပြား Sarina Wisman ကရရှိခဲ့တာဖြစ်ပါတယ်။ Barcelona အသင်းကိုနိုင်ယူပြီးတော့အမျိုးသမီး Champions League ဖလားရခဲ့တဲ့ Arsenal ကတော့အမျိုးသမီးကမ္ဘာအကောင်းဆုံးအသင်းအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ ီးခဲ့တဲ့ရာသီကကလပ်အသင်းနဲ့လေးစင်အသင်းတို့အတွက်52ပွဲမှာ54ဂိုးသွင်းယူခဲ့တဲ့ Victor Yogres ကတော့အမျိုးသား Get Muller စုကို စုခူးရခဲ့ပါတယ်။ဘာစီလိုနာနဲ့ Poland တိုင်းစစ်မှု Ivor Paja ကတော့အမျိုးသမီး Get Muller စုကိုရရှိခဲ့ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်ရှင်။